င်းသခိုးရဲ့နောက်ကျောကိုတင်ပုံးနဲ့ထုနှစ်ပြစ်လိုက်ပါတယ်။ဟာဆရာမြက်ပြူမင်းပြင်းမင်းသိလားတိတိပါတယ်မဘောကိုမတိုက်ပါနဲ့မတိုက်စီချင်းရင်သူမကြိုက်တော့မလုံးနဲ့ပေါ့ကွာဟင်းနဲ့ကလည်းမှုပိုက်ကလည်းစားလို့အဲ့လိုလုံးမိတာပါဗျာလာမင်းစင်ခဲ့မင်းပိုက်စားရဲဆိုရင်လည်းတခြားသေးသေးစစ်စီတွေလိုပဲလူတို့ဆုတ်ပြစ်လိုက်တဲ့စားစရာတွေရှာစားပေါ့နောက်ကခုံစားတော့ပါဘူးရှာဖွေစားတော့ပါတော့မယ်ဗျာဒါမှပေါ့လာကြောက်ကြမယ် ဟင်ခိုးစားသောတရဲနဲ့တရဲမြေပြူတို့လမ်းပေါ်လျှောက်လာတဲ့အချိန်မှာတရဲမြေပြူတစ်စုံတစ်ခုကိုတွေ့လိုက်ပါတယ်။ကဲမင်းပိုက်စားနေတယ်မဟုတ်လား။ဟုတ်တယ်စားနေတယ်။ဒါဆိုခဏလေးစောင့်။အိုးရှိမှတွေ့လား။ခဏလေးပဲပြီးခံမင်းတခုကိုစားရလိမ့်မယ်။တရဲမြေပြူပြောတဲ့အတိုင်းမကြာခင်မှာပင်ခြံတချံရဲ့အိမ်ရှိမှာအမျိုးသမီးကြီးတစ်ယောက်ကပကံချက်ထဲမှာကြက်သားအသက်အမြင့်အကောင်ခြေထောက်အစုံချက်ထားတဲ့ဟင်းနဲ့ခမင်းကိုတတင်းစာစက်ကိုဖြတ်ခင်ပြီးပုတ်ထက်လိုက်ပါတယ်။